ေပွင့်ဆက်အနိုင်ကိုဆက်လက်ဖော်ဆောင်နိုင်မလား MORIN နဲ့သူ ਈ တပည့်သားများညီကိုတွေအားလုံးပဲမင်္ဂလာပါခင်ဗျာ CR Dan Football Channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အကျွန်တော် Manchester United အသင်းကတော့ကျွန်တော်ဒီယာတီမှာဆိုလို့ရှိရင်ယာတီအစအနည်းအပြည့်အတက်ကြရင်ねကျွန်တော်တို့တော်တော်လေးကိုကြမ်းတမ်းနေခဲ့တယ်။အဒီအချိန်မှာဆိုလို့ရှိရင်နည်းနည်းလေးတော့ stable ဖြစ်နေပြီလို့ကျွန်တော်ပြောလို့ရတယ်။အဲဒီအချိန်မှာကျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ် အဲဒီပြီးခဲ့တဲ့လပေါ့နော်ပြီးခဲ့တဲ့လအထိကျွန်တော်တို့အသင်းရဲ့အခြေအနေကရင်းရိုင်နေခဲ့တယ်ဆိုပေမဲ့ဒီပြီးခဲ့တဲ့အော်တိုဘာလမှာဆိုလို့ရှိရင်ဆန်ဒါလန်ကို2စီးနဲ့နိုင်တယ်ပြိုင်ဘက်လီဗာပူးကိုအန်ဖီမှာသွားပြီးတော့2-1နဲ့နိုင်ခဲ့တယ်ဘရိုက်တန်ကိုအင်ကွန်းမှာ4-2ဆိုတဲ့ရလနဲ့ဂိုးပြည့်ချေပြဲအနိုင်ရရှိခဲ့တယ်ဒီလိုမျိုးရလက်တွေကြောင့်ပဲကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းရဲ့နီးပြဖြစ်တဲ့ရူဘင်အီမိုရင်ကလည်းဒီအော်တိုဘာလာရဲ့မှဒီ ဒီအကောင်းဆုံးနီးပြတွေထဲမှာဒီ၄ရောက်ထဲမှာရွေးချယ်ခြင်းခံခဲ့ရတယ်ပေါ့နော်အဲဒါကျွန်တော်တို့အသင်းရဲ့မှာလက်ရှိအခြေအနေလေးဖြစ်ပါတယ်အဲ့တော့ဒီနီးပြတယောက်ကဘလောက်မူတည်တယ်လဲနီးပြအပြောင်းလဲတွေဘလောက်ဒီနီးပြအပြောင်းလဲတွေကြောင့်ဘလောက်တိုင်ပတ်သက်လဲဆိုတာကကျွန်တော်တို့ဒီ Northern Forest ကအကောင်းဆုံးသက်တည်ပြနေတယ်ကျွန်တော်တို့အခုရှင်မြန်ရမှာကလည်းအဲ့ဒီ Northern Forest ပဲဖြစ်ပါတယ်ကျွန်တော်တို့ Manchester United ကအဝေးခွင်သွားပြီးတော့ခံရမယ် Northern Forest ရဲ့ကောမှာသွားပြီးတော့ခံရမယ်ပေါ့နော်အဲ့တော့ Forest ကလည်း ဒီပြီးခဲ့တဲ့ရာသီတုန်းကဒီယူရိုပါလိဝင်ခွင့်အထိရခဲ့တယ်ဒီအကောင်းဆုံးသူတို့ရှင်ပြိုင်ခဲ့တဲ့ချန်ပီယံလိဝင်ခွင့်တော့မှနောက်ဆုံးအချိန်အထိသူတို့တိုက်ပွဲဝင်သွားခဲ့တယ်ချယ်ဆီကိုရှုံးလို့တာသူတို့လက်လွတ်ခဲ့ရတာအဲအဲ့ဒီအချိန်မှာနီးပြနူနိုနူရိုဆန်ဒိုးစ်နဲ့ဒီပိုင်ရှင်ရဲ့ဂျားထဲမှာကရောက်ကစားတွေဖြစ်ပြီးတော့အဲဒီနူနိုထုတ်တယ်ပြန်ဒီ postigo လို့ expostigo လို့ခန်းခဲ့တယ်ဒါပေမဲ့အသေးရဲ့ကစားပုံနဲ့ရှိတဲ့ကစားသမားတွေကလမိုင်းမကတ်ဘူးဒီအချိန်မှာနောက်ထပ်နီးပြတယောက်ထပ်ပြီးတော့ပြောင်းထားတယ်ဒါကကျွန်တော်တို့ ဒီ Premier League မှာလုံးဝကိုကျင်လည်နေကြဖြစ်တဲ့ဒီရှောင်းတိုက်ပဲဖြစ်ပါတယ်အဲ့တော့နီးမြအသစ်လက်ထက်မှာဒီပထမဆုံးဘော်ဒိုနဲ့ပွဲစဉ်ကိုဒူးစီဆိုတဲ့ရလတ်နဲ့အိမ်ဝန်းမှာနိုင်ခဲ့တယ်ဒါပေမဲ့အဝေးခွင်သွားကန်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ဘုံပေါက်ကိုသွားပြီးတော့ရှုံးခဲ့တယ်အဲအဲ့တော့ပြောမယ်ဆိုလို့ရှိရင်အိမ်ဝင်းကတော့ကျွန်တော်တို့ Northern Forest ကိုဘယ်တော့မှ short တက်လို့မရဘူးဒီတစ်ချက်ကိုကျွန်တော်တို့တတိထားရမယ်ပြီးရင်နီးပြအပြောင်းလဲချတဲ့မှာသူတို့အကောင်းဆုံး ဒီတောက်မြန်လာမယ်ဆိုတော့ကျွန်တော်ယုံကြည်ထားတယ်ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်ကပြီးခဲ့တဲ့ Brighton နဲ့ပွဲစဉ်ထက်ကိုပို့ပြီးတော့ကျွန်တော်တို့အားစိုက်ပြီးတော့ကစားဖို့လိုတယ်မဖြစ်မနေနိုင်မွေးရရှိဖို့လည်းလိုနေပါတယ်အဲ့တော့အာလက်ရှိအခြေအနေအရဒီ Northern Forest ကနည်းနည်းလေးကိုအာရော့ချနေတယ်လို့ထင်တယ်ကျွန်တော်အသင်းကတော့၃ပွဲဆက်နိုင်မွေးနဲ့အတူဟိုနည်းနည်းလေးတော့ဟိုအထက်ကနေကစားရမယ်လို့အထက်စီးနဲ့ကစားရမယ်လို့ကျွန်တော်တော့ထင်ပါတယ်အဲ့တော့ ကျွန်တော်အနေနဲ့ဒီဘွဲစင်နဲ့ပတ်သက်ပြီးတော့ဖြစ်လာနိုင်တဲ့အဲပွဲကျော်သုံးသက်ချက်လေးကိုကျွန်တော်တို့အဲဟိုလောက်တော့မှဖြစ်ပါတယ်အဲအဲ့တော့ကျွန်တော်ခမ်းမန်းလိုင်းရလေးကိုကျွန်တော်တို့စပြီးတော့ပြောကြည့်လိုက်ရအောင်အဲ့တော့ခမ်းမန်းလိုင်းရမပြောခင်မှာပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော်တို့နှစ်ပွဲစလုံးရှုံးထားတာပါ Northern Forest ကမှကျွန်တော်တို့ Elan 9ရဲ့တလုံးနဲ့တော့တွင်ကုန်းနဲ့1စီးနဲ့ရှုံးတယ်ကိုယ့်ရဲ့အင်ဝင် Ultra ဖို့မှာ Onana ရဲ့အမားတွေအရင်တစ်ဆင့်ကျွန်တော်တို့ရှုံးနေခဲ့တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်တို့အသင်းဘက်မှာ အဲအဲ့လိုမျိုးဒီတဝူချင်းဂျင်းထက်မဲ့ပလေယာတွေတော့မရှိဘူးလို့ကျွန်တော်ယုံကြည်ထားတယ်အဲအဲ့တော့ကျွန်တော်ဒီ line up လေးကိုကျွန်တော်ဆွေးနွေးသွားခြင်းတယ်အဲ့တော့ညီကိုနဲ့တူဆွေးနွေးကြည့်အောင် Northern Forest ကတော့ရှောင်းတိုက်ရဲ့လက်အောက်မှာ4231ပုံစံနဲ့ပွဲထွက်လာလိမ့်မယ်လို့ထင်တယ်သူတို့ကတော့ဒီ one paper မှာတော့4231ပေါ့နော်ဒါပေမဲ့တကယ်ကစားတဲ့အချိန်မှာအဲဒီနောက်ခံလူတွေ sorry ဒီ winbet ဆိုတောင်တောင်မှဖြစ်တဲ့ old drive နဲ့ဒီက old drive နဲ့ဒီဘက်ကဒီဒီ nowy ဒီနှစ်ယောက်က ဒီနောက်ဆင်းပြီးတော့နည်းနည်းကစားရတယ်အဲ့ဒီအချိန်မှာတို့ရဲ့မှာကစားကွက်က442ပုံစံမျိုးဖြစ်တယ်ကိုသမားနေရာမှာတော့ cell ပါတယ် belgian အဲဒီ belgian ကိုသမားပေါ့နော်အဲ့တော့ဒီနောက်တန်းလေးရောက်တန်းနေရာမှာဆိုလို့ရှိရင်နော် nico william ရဲ့ murilo ရဲ့ milan kovic ရဲ့ဒီ savanna ရဲ့အဲ့ဒီအဲ့ဒီအချိန်မှာကျွန်တော်ကြောက်တာကဒီနောက်ခံလူနှစ်ယောက်ပဲအဓိက murilo နဲ့ milan kovic အဲ milan kovic ဆိုလို့ရှိရင်လဲအဲအတင်းကြီးတက်မှကစားလို့ရတဲ့အခြေချင်းရှိတယ်မော်ရီလိုဆိုလို့ရှိရင်လည်းလူငယ်ချစ်တတ်ဗျာအ အဲ့တော့ဘာဖြစ်ဖြစ်သူတို့အသိဉာဏ်မှာဒီ CCB နှစ်ယောက်နေရာကတော့အတော်လေးအဆင်ပြေတယ်။ကိုသမားဆယ်ကလည်းအဆင်ပြေလို့ပြောလို့ရတယ်။ဒါပေမဲ့ကျွန်တော် Northern Forest မှာနည်းနည်းအားနည်းချက်ရှိနိုင်တဲ့နေရာကဝင်းဘတ်တွေလို့ထင်တယ်။ Sorry ဝင်းဘတ်တောင်ဖြစ်တယ်။ဒီ full full back လို့ခေါ်တဲ့ကျွန်တော် left back နဲ့ right back ပေါ့နော်။ Nico William နဲ့ Savannah သူတို့နှစ်ယောက်ကအတက်ကလည်းငယ်သေးတယ်။အတွေ့အကြုံကလည်းနည်းသေးတယ်။အဲဒါကြောင့်မလို့ကျွန်တော်ကတော့ဒီဝင်းဘတ်နေရာတွေကိုကောင်းကောင်းကြီးထိန်းချုပ်ကောင်းကောင်းကြီးဒီအတိုးအလုပ်တွေနဲ့ကစားပြီးတော့ကစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသင်း ဖွေရနိုင်ခြင်းရှိရလို့ကျွန်တော်ယုံကြည်ထားတယ်အဲ့တော့ क्व င်းလဲမှာဆိုလို့ရှိရင်လဲအီလီယိုအန်ဒါဆန်ရဲ့ဒေါက်ကလက်လူးဝစ်ရဲ့ကိုနှစ်ယောက်တည်းနေရာမှာတွဲထားတယ်ဒေါက်ကလက်လူးဝစ်လာဒီ rate rate ပါမလားကျွန်တော်တို့မပြောတတ်ဘူးဆိုပေမဲ့အဲပြီးခဲ့တဲ့ပွဲစဉ်မှာတော့ဒေါက်ကလက်လူးဝစ်ကိုတုံးထားတယ်အဲကျွန်တော်ဒီ physical ရှင်တဲ့အခါမှာ Douglas Lewis နဲ့ရှင်တဲ့အခါမှာကျွန်တော်အတားရနိုင်နေဆိုပေမဲ့ Ilio Anderson ကခြေစွမ်းမိုက်မဆိုးတဲ့ပလေယာဖြစ်ပါတယ်အဲ့တော့ဒါလို့လည်းကျွန်တော်တို့သတိထားရမယ် ပြီးအင်္ဂလန်မှာလည်းနေရာရနေတဲ့ player ဖြစ်တော့ Ilio Anderson လိုမျိုး player ကိုကျွန်တော်တို့ကောင်းကောင်းထိန်းချုပ်နိုင်မှရပါမယ်။အဲ့တော့နောက်ထပ်ဒီရှေ့ရတိုက်ဆက်၃ရောက်နေရာမှာဆိုလို့ရှိရင်တော့ O'Drien ရဲ့ Gibbs White ရဲ့ No and Nori ပေါ့နော်။အဲ့ဒီ၃ရောက်မှာဆိုလို့ရှိရင်၃ရောက်ဆက်လုံးကိုသွင်းနိုင်တဲ့အခြေချင်းတွေရှိတယ်။ Gibbs White ဆိုလို့ရှိရင်လည်းအဝေးဘောတွေလည်းကန်တတ်တယ်။သူရဲ့မှဒီ keepers တွေလည်းအများကြီးထွက်တယ်သူရဲ့မှာဘောလုံးချင်းတွေလည်းအရန်ကောင်းတဲ့အနေထားမှာရှိတယ်။ O drive ဆိုလို့ရှိရင်လည်းသူရဲ့မှာ ပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင်သူရဲ့အကောင်းဆုံးအနေထားကိုရခဲ့တယ်ဗျာသူရဲ့မှာ wave wide ကန်ချက်တွေအရန်လာတယ်ပြီးရင် nowori ဆိုလို့ရှိရင်လည်းဒီရာဒီမှာပြောင်းလာရဆိုရင် titan နဲ့လောက်တော့ဒီသူတို့အသင်းရဲ့မှာအခြေအနေနဲ့ goal တော့တွန်းထားနိုင်တယ်ဗျာအဲသူတို့အဲလုံးဝတိုက်စစ်မှုနေရာမှာဆိုလို့ရှိရင်လည်း jesus ရှိတယ်ပေါ့နော် chris wood မပါနိုင်တာကဒီနေ့ပွဲစဉ်မှာကျွန်တော်တို့အများကြီးအထောက်အကူဖြစ်ပါတယ် chris wood ပါရဆိုလို့ရှိရင်ကျွန်တော်တို့အသင်းရဲ့နောက်တန်းနဲ့အမြင်ဘောတွေကျွန်တော်အားနည်းနိုင်ရရှိတယ်အာအဲ့တော့ဒီနေ့ပွဲစဉ်မှာဒီ jesus jesus ပေါ့နော် jesus ပါလာနိုင်တဲ့အတွက်ကြောင့် ဟိုကျွန်တော်အသင်းရဲ့မှတိုက်စစ်မှုတွေအနေနဲ့ညံနှုံးလေးကိုတော့သတိထားရမယ်လို့ထင်တယ်အဲ့တော့အနည်းချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် forest မှာတတိထားရမယ့် player လေးတွေရှိပါတယ်။အဲအဲ့တော့သူတို့ကဗာလဲဆိုရင်ဒီ Morillo နဲ့ Milan Covid Service ရဲ့ပြီးရင် Quinn Lee ရအဲ Ilio Anderson ရဲ့ပြီးရင် Gisswa ရဲ့အဲကျွန်တော်တို့ဒီ3ယောက်ကိုပို့ပြီးတော့ဒီ4ယောက်ကိုပို့ပြီးတတိထားပြီးကစားစေချင်ပါတယ်။ဟောကျွန်တော်တို့အသင်းရဲ့မှာထိုးဖောက်လို့ရမယ့်နေရာတွေကတော့ Nico Williams ရဲ့မှာဒီ left wing back ရဲ့ဒီ right wing back က Savanas ရဲ့ဒီ ဲ့ဆိုဝင်းဘက်တောင်ဖြစ်ပါတယ်ကျွန်တော် full back တွေပေါ့နော် left back နဲ့ right back လို့ကျွန်တော်ထင်တယ်ဒါတော့ကျွန်တော် forest ရဲ့မှာ line out ကိုဆွေးနွေးသွားတာဖြစ်ပါတယ်သူတို့ရဲ့မှာကစားပုံကိုကြည့်ရမယ်ဆိုလို့ရှိရင်အဲ့တော့ဒီ o drawing နဲ့ဒီဘက်ကဒီ memory နဲ့ကနောက်ကိုနည်းနည်းဆင်းပြီးတော့ kiss white ကရှေ့နေနေတက်ပြီးကစားလိုက်မယ်လို့ထင်တယ်သူတို့အနေနဲ့ဘယ်လိုပဲဖြစ်ဖြစ်ဗျာရှောင်းတိုက်ကစားလာဖြစ်တဲ့အတွက်ကြောင့် low block mid block ကောင်းကောင်းကစားနိုင်တယ်ဗျာအဲ့တော့အဲ့ဒီကသူတို့ရဲ့မှာအားနေချက်ဖြစ်သွားနိုင်တာကျွန်တော်အဲ့ဒီတောင်မန်နီလို့ပဲကျွန်တော်ကတော့ ချင်းနဲ့အညီကိုရောဘယ်လိုထင်ကြလဲကိုယ့်ရဲ့အမြင်လေးတွေကိုရေးပေးလို့ရပါတယ်သူတို့ကဒီကွန်းလဲမှာစံထွဲဆုံးမှာကြက်အောင်ကစားနိုင်တဲ့အရေးရှင်းရှိတယ်အာဒါရိုက်ဒါရိုက်လောင်ဘွိုင်းနဲ့ကန်နေနိုင်တဲ့အရေးရှင်းရှိတယ်ပေါ့နော်အာပြီးခဲ့တဲ့ forest နဲ့ပွဲစဉ်မှာလဲ sorry forest တောင်ပြတယ်ပြီးခဲ့တဲ့သူတို့ဒီဘုံဘောင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လဲသူတို့ကဂိုးတာပေးလိုက်ရတာဗျာဒီ big chance ကနေဂိုးပေးလိုက်ရတာမဟုတ်ဖ ೇನೆ away ကန်ချက်တွေကနေဂိုးပေးလိုက်ရတဲ့အနေအထားတွေမှာရှိတယ်အဲပြီးရင် guess white တို့ရဲ့ away ကန်ချက်တွေ Ilio Anderson တို့ရဲ့ away ကန်ချက်တွေကိုကျွန်တော်တတိထားရမယ်အဲ โอดรายရဲ့မှာဒီ wave white calf တွေကလည်းကျွန်တော်တို့သတိထားရမယ့်အနေအထားတစ်ခုမှာရှိပါတယ်အဲ့တော့ကျွန်တော်အသင်းဒေချာလေးကူးစားပြောကစားမယ်ဆိုလို့ရှိရင်ဒီ player တွေကထိန်းချုပ်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်အသင်းအသာရနိုင်ခြင်းရှိတယ်လို့ကျွန်တော်ကတော့ခင်မြင်မိပါတယ်အဲ့တော့ကျွန်တော်တို့ Manchester United အသင်းဘက်ကိုကျွန်တော်တို့ဆွေးနွေးကြည့်ရအောင်အဲ့တော့ United ကတော့ဂိုသမားနေရာမှာတော့ Salamans ပဲပေါ့နော်ဘာလို့လဲဘာဖြစ်ဖြစ်ကျွန်တော်တို့ယုံကြည်စိတ်ချအောင် player ဗျာဂိုသမားနေရာမှာဆိုလို့ရှိရင်တခြားဘယန်နာလည်းစိတ်မချအောင်အိုနာနာတော့လည်းရောင်းနေဒါပေမဲ့ Salamans ပဲကျွန်တော်ပါမယ်လို့ထင်တယ် ပြီးတော့ကျွန်တော်တို့အဲကျွန်တော်တို့ကဒီ3 4 2 1ပုံစံနဲ့ကစားမှဖြစ်တဲ့အတွက်ကြောင့်နောက်တန်း3ယောက်ပေါ့နော်နောက်တန်း3ယောက်နေရာမှာဆိုလို့ရှိရင်တော့ Euro ရဲ့ Tillich ရဲ့ Lucio ရဲ့အဲ့တော့အဲဖြစ်နိုင်ခြေရှိတာကဒီ3ယောက်ဒါပေမဲ့မကွိုင်းရလဲပါကောင်းပါနိုင်တယ်အဲဒါပေမဲ့ကျွန်တော်ကတော့ဒီအတွဲကိုတော့အကြိုက်ဆုံးပေါ့နော်အဲ Tillich ကလည်းမျက်နှာမြင်တယ်သူကဖြစ်ထုံးမှုတွေကကောင်းတယ် Lucio ကလည်းပြီးခဲ့တဲ့ပွဲစဉ်မှာအကောင်းဆုံးဖုံပြအကောင်းဆုံးဖောင်ကိုပြထားတယ်ယူရိုကလည်း ဲနိဗျာ MRI ရဲ့မှာ system မှာအံဝင်လာပြီးလို့ယူဆရတယ်ဗျာဒီ list ကိုကျွန်တော် RCB မှာမြင်လို့ကိုမရဘူး RCB မှာဒီ list ကစားရဆိုလို့ရှိရင်ကျွန်တော်အသင်းရမှာတိုက်ဆက်ကတခုခုတော့လိုအပ်နေတယ်လို့ကျွန်တော်ခံစားရတယ်သူစရဘောလုံးတွေမထွက်ဘူးဗျာအဲ့ဒီအချိန်မှာကျွန်တော်ကတော့ Euro ပဲ RCB မှာကစားစီခြင်းနဲ့ CCB မှာတော့ဒီ list LCB မှာ Lucio အဲအဲ့တော့ကျွန်တော်တို့ဒီကွင်းလယ်ကိုဆွေးနွေးကြည့်အောင်ကွင်းလယ်မှာတော့ Casemiro နဲ့ Bruno ပေါ့နော်အော်ဒါကတော့ချွန်းချက်မရှိအဲဦးကားတည်းကလည်းသုံးစားလို့မရဘူးဗျာမိန်နူးကလည်းနီးပြလို့ခြင်းတဲ့ပုံစံမဖြစ်နေတဲ့အချိန်မှာ ကက်စမီရိုနဲ့ဘရူနိုကလည်းပဲကျွန်တော်တို့မှရွေးချယ်စရာမရှိပါဘရူနိုနဲ့ကက်စမီရိုအကောင်းဆုံးပုံစံပြဖို့ပဲမျှော်လင့်နေကက်စမီရိုကနောက်မှထိုင်မယ်ဘရူနိုက၈တက်နောက်ဆင်းကစားမယ်ဘောက်စ်တူဘောက်ပုံစံကစားမယ်ဘရူနိုရဲ့မှာ chance create တွေကျွန်တော်လိုအပ်နေသေးရဲ့ဒါပေမဲ့နည်းနည်းလေးတော့ရောချသွားပြီအန်ဘုံဘုံရှိတယ်ခုညာရှိတယ်အဲဒါလေးတော့ကျွန်တော်တို့အတွက်အားသာချက်တစ်ခုပေါ့နော်နောက်ထပ်ကျွန်တော်ဝင်းဘက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီ right wing back မှာအာမက်ဒီယာလို့ left wing back မှာဒါလို့အာဒိုကူတော့တောင်းမထက်လိုက်နဲ့အဲဒိုကူကသူ့အနေနဲ့သူတိုင်ပတ်နေရအဲ့တော့ အဲဒါတော့ပဲဟိုကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေသူရမပုံသူရမပုံမှန်ကစားနေကြနေရဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကျွန်တော်တို့ဒါလို့ပဲပေါ်ထွက်စေခြင်း ਨੇ ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ရမဟိုဝန်ဘတ်တွေကလည်းရှင်းပြပြရင်ဗျာဒေါကုကလည်းတုံးစားလို့မရတဲ့အနေအထားမှာဖြစ်နေတယ်ဒီအချိန်မှာအဲ့တော့ကျွန်တော်ကတော့ဒါလို့ပဲပေါ်ထွက်လာလိမ့်မယ်လို့ထင်တယ်အာပြီးတော့ရင်အမက်တီယာလို့အဲ့တော့အမက်တီယာလို့ကတော့ကျွန်တော်ချွင်းချက်မရှိအန်ဘူးမူးနဲ့အတွဲဖက်ညီကြီးကစားလိမ့်မယ်သူရမဒီတယောက်တယောက်ချင်းဖြစ်ကျော်မှုတွေ အဲသူရမှာအေရီးယားထဲဆောဝင်ပြီးတော့ပြန်ပြီးတော့ချိုးပေးတာတွေကတော်တော်လေးကိုကျွန်တော်တို့အတင်းအတွက်အထောက်အကူဖြစ်ပါလိမ့်မယ်။အဲအဲ့ဒါအဲ့ဒီနေရာမှာကျွန်တော်ပြောချင်တာကအဲ့ဒီဝင်းဘက်တွေကအများကြီးအလောက်လောက်ရလိမ့်မယ်ဒီနေ့ပွဲစဉ်မှာ။ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပြိုင်ဘက်အတင်းကိုဒီကွင်းလယ်ကနေထိန်းချုပ်ဖို့ရန်အတွက်ကျွန်တော် ခက်ခဲနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဝင်းဘက်တွေကအလောက်လောက်မှဖြစ်မယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒါလောင်းနဲ့အမတ်ဒီယာလိုပဲပေါ်ထွက်လာနိုင်မယ်လို့ထင်ပါတယ်။ကျွန်တော်ရဲ့မှာဒီ second striker 2ယောက်ပေါ့နော်အဲ့တော့ဒီ2ယောက်နေရာမှာတော့ ambo ကနဲ့ကုညာပဲကျွန်တော်တို့ဖြစ်စေခြင်းနဲ့ဘာလို့ဆိုလို့ရှိရင်ကုညာကဂျင်းတဲ့ချက်ထက်ဒီမှာလှုပ်ရှားနိုင်တဲ့ player မျိုး မစ္စမောက်အနေနဲ့မှာတုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲကျွန်တော်ကတော့မထင်ဘူးတုံးမယ်လို့လည်းမထင်ဘူးတုံးလာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နည်းနည်းတိုင်ပတ်သွားနိုင်တယ်ဘာလို့လဲဆိုလို့ရှိရင်မစ္စမောက်ကဟို present shape မှာကောင်းနေဆိုမြဲဒီနေ့ဘွဲစမှာကျွန်တော်တို့ကတိုက်စစ်ဖွင့်ပြီးကစားလိုက်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဒါကြောင့်မလို့ကုညာလိုမျိုးအည်သွင်းမြင့်နဲ့သူ့ရဲ့မှာတကူတော့စွမ်းဆောင်ရည်နဲ့ဂိုးသွင်းတတ်တဲ့ကုညာလိုမျိုး player ကိုလိုတယ်နီးပြရဲ့မှာဟိုဟိုဟိုပွဲထွက်ပွဲထွက်အခင်းအကျိုးလည်းကျွန်တော်တတိထားပြီးစောင့်ကြည့်ရမယ်နီးပြတလွဲမလုံးဖို့ပဲကျွန်တော်တို့ shoot down နေရတယ် နောက်ထပ်တစ်ယောက်ကတော့အမ်ဘိုဘူအမ်ဘိုဘူကတော့မဖြစ်နေပါမှာပါဒီနေ့ပွဲစဉ်မှာသူဘာလို့ပြရမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်အဲသူရဲ့မှာကန်ချက်တွေသူရဲ့မှာ finishing တွေကတော်လေးကိုကောင်းတယ်ကျွန်တော်တို့ကအများကြီးအထောက်အကူဖြစ်တယ်ဒီနေ့ပွဲစဉ်မှာလည်းအထောက်အကူဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ထားပါတယ်နောက်ထပ်ကတော့ကျွန်တော်တို့ set score ပေါ့နော်အဲ့တော့ချွင်းချက်မရှိ set score ပါပဲအဲ့တော့ဟိုပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒီ hold up play တွေအရင်ကောင်းနေအမ်ဘိုဘူနဲ့တွဲတဲ့အခါမှာတော်လေးအဆင်ပြေတယ်ကုညာနဲ့ဘောလုံးလမ်းချောင်းချပေးတာလည်းအဆင်ပြေတယ်အဲ့တော့ဒါကတော့ကျွန်တော် ဖြစ်စေခြင်းနဲ့ Manchester United အသင်းရဲ့မှာလိုင်းရပဲဖြစ်ပါတယ်ဒီပုံစံမျိုးဖြစ်မယ်လို့လည်းကျွန်တော်တော့ညှောလင့်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဟိုဒီနှစ်သင်းရဲ့လက်ရှိဇာတ်လေးကိုကျွန်တော်နည်းနည်းလေးပြောကြည့်အောင်လက်ရှိအမှတ်ပေးဇာတ်လေးမှာပေါ့နော်အဲ့တော့ United ကအဆင့်6ကိုပဲကစား9ဖွင့်နိုင်တပွဲတည်3ဝဲရှုံးရာခို15ခု3ခုပေါင်ပေးခု14ခု goal difference plus 1နဲ့16မှာအမှတ်ပေးဇာတ်အဆင့်16အမှတ်ပေးဇာတ်အဆင့်6နေရာမှာရက်တည်နေတယ် ်နော်ဒီယန်ဖော်ရက်စ်ကတော့မပစီရဲ့အဆင့်၁၈နေရာမှာယက်တည်နေတယ်ကိုဘက်ကစားတပွဲပဲနိုင်ထားပါတယ်အဲ့ဒါလည်းသူတို့အိမ်ကွင်းမှာနိုင်တာပါတောင်းကျုပ်သတိထားရပါလိမ့်မယ်နှစ်ပွဲတည်ရ၆ပွဲတည်တည်ရှုံထားပါတယ်အဲ့တော့နောက်ဆုံးပွဲစဉ်တွေမှာဆိုလို့ရှိရင်သူတို့နိုင်ထားတာဆိုလို့ပေါ်တိုတည်နေရုပ်ပဲရှိပါတယ်အဲ့တော့နော်ဒီယန်ဖော်ရက်စ်ရဲ့နောက်ဆုံးပွဲစဉ်တွေမှာဆိုလို့ရှိရင်အဝေးကွင်းမှာဘုံမောက်ကို2စီးနဲ့ရှုံတယ်ချဲစီးကိုအိမ်ကွင်းမှာ3စီးနဲ့ရှုံတယ်ဒီ Chelsea နဲ့ပွဲမှာဆိုလို့ရှိရင်လေသူတို့ကစားပုံမစိုးဘူးเนาะ အဲ့ဒီပလေယာတွေအသုံးမချလို့တာ Nottingham Forest ကရှုံးသွားတာကျွန်တော်တို့ Manchester United အနေနဲ့ပေါ့ဆလို့မရတဲ့အနေအထားဖြစ်ပါတယ်နောက်ထပ် Newcastle ကိုအဝေးကမှရှုံးနေဒါတော့လက်ခံလို့ရတယ် Sunderland ကိုအိမ်ကွင်းမှာရှုံးနေအဲ့တော့ဒါတွေကတော့ Nottingham Forest အာအနေချက်တွေလို့ကျွန်တော်ကတော့ထင်တယ်ဒီသွင်းကိုဆိုလို့ရှိရင်လည်းသူတို့ Porto နဲ့ပွဲစဉ်မှာမှစပြီးဂိုးသွင်းနိုင်တာဗျာ Premier League မှာဆိုလို့ရှိရင်သူတို့တော်တိုင်ပတ်တယ် Burnley နဲ့ပွဲစဉ်မှာတော့မှသူတို့တကူပဲသွင်းနိုင်ခဲ့တယ်ဆိုတော့သူတို့အတင်းရဲမှတိုက်စစ်စွမ်းဆောင်ကြီးကမေကွန်ထုတ်ချင်စရာအခြေအနေမှာလို့ကျွန်တော်ကတော့ ထင်မြင်မိပါတယ်အဲ့တော့သူတို့အသွင်းထားတဲ့အသွင်းကတော့ Northern Forest က9ခုပဲအသွင်းနဲ့16ခုတိတိပေးထားပါတယ် Golden Brass က minus 12ပေါ့နော်သူတို့အဓိကတော့ဂုံးမသွင်းနိုင်တာဗျာ Forest ကအဲ့တော့ဒါတော့ Northern Forest ရဲ့စွမ်းဆောင်ကြီးပဲဖြစ်ပါတယ်အင်းအဲ့တော့ဟိုဒီပြန်ပြီးခြုံပြီးပြောရမယ်ဆိုလို့ရှိရင်သူတို့အိမ်ကွင်းမှာဆိုလို့ရှိရင်ကစားခဲ့တဲ့ပွဲစဉ်တွေကျွန်တော်နည်းနည်းလေ့လာကြည့်ရသူတို့ Brandford ကို3-1နဲ့နိုင်တယ်ဗျာအိမ်ကွင်းမှာပြီးသွားပြီဆိုလို့ရှိရင်သူတို့အိမ်ကွင်းမှာ Sunderland ကိုရှုံးနေဗျာ1-0နဲ့ပြီးရင် Chelsea ကိုရှုံးနေဗျာ 3C နဲ့ဟုတ်နော်အဲ့တော့အင်ကွင်းရဲ့၃ဘွဲရှိသွားပြီနောက်ထပ်တစ်ဘွဲကအင်ကွင်းကစန်းနန်းလန်ကိုရှုံးနေချဲစီကိုရှုံးနေဟောဝက်ဆန်ကို3စီးနဲ့ရှုံးနေဗျာအဲ့တော့ဝက်ဆန်ကိုရှုံးနေဘွဲစဉ်နေစန်းနန်းလန်ကိုရှုံးနေဘွဲစဉ်နေကလက်ခံလို့မရဘူးဆိုပေမဲ့ဘုံမောက်ကိုရှုံးနေဘွဲစဉ်ချဲစီကိုရှုံးနေဘွဲစဉ်နေကသူတို့အတင်းရဲ့မှာအခြေအနေနဲ့ နီးပြအပြောင်းလဲနဲ့တို့တို့ဒါရှုံးတင့်ရှုံးထိုက်တဲ့အခြေအနေလို့ကျွန်တော်တို့ယူဆထားလို့ရတယ်ကျွန်တော်တို့အတင်းရမအဝေးကွင်းအခြေအနေကိုလည်းကျွန်တော်တို့နည်းနည်းမေ့ထားလို့မရဘူးပေါ့နော်လေးဝဲကစားထားတဲ့အချိန်မှာတို့တို့လေးကိုအန်နေရများပါတယ်တပွဲပဲနိုင်ပြီးတော့တပွဲတည်ကြပြီးတော့နှစ်ပွဲတည်ရှုံးထားပါတယ်ကျွန်တော်တို့နိုင်တဲ့ပွဲစဉ်တွေကလီဗာပူးကိုနိုင်တယ်ဒါကတော့ကျွန်တော်တို့အားရစရာပဲဒါပေမဲ့ brand 4လို့အတင်းမျိုးကိုရှုံးထားတယ်နော်3-1နဲ့ကျွန်တော်တို့အတင်းက short dot ဟိုဒီ ဒီ short drop ပြီးတော့ကစားလို့မရဘူး man city ကိုရှုံးခဲ့တဲ့ပွဲစဉ်ရှိတယ်လက်ခံလို့ရတယ် full hand ကိုကျွန်တော်တို့တည်ကြထားတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အသင်းကြီးရင်းနဲ့ပဲရှုံးထားတဲ့အနေအထားပေါ့နော်အာဘယ်လိုပဲဖြစ်ဖြစ်ဗျာကျွန်တော်ကတော့ foul နေတက်နေတဲ့အချိန်မှာကိုယ်အသင်းနေနဲ့များများလေးနိုင်ပွဲတွေရထားမှကျွန်တော်တို့အတွက်တန်ခါကြမှာမဟုတ်ဆိုလို့ရှိရင်နောက်ဒီအာဒီ အာမတ်တို့အမဘူးတို့မရှိတဲ့အချိန်မှာကျွန်တော်အသင်းအနေနဲ့ပို့ပြတိုင်းပတ်သွားနိုင်တယ်။ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာကျွန်တော်ကတော့အနိုင်မဲ့လို့ချင်တယ်ဘလို့နိုင်နေပြ 1C နဲ့ပဲနိုင်နေ2-1နဲ့ပဲနိုင်နေ 3C နဲ့ပဲနိုင်နေဘလို့နိုင်နေကျွန်တော်ကတော့အနိုင်ရလက်ကပဲအဓိကလို့ကျွန်တော်ကတော့ဟိုဒီထင်ပါတယ်။အဲ့တော့အဲ့တော့အနည်းချုပ်ပြပြန်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်အသင်းမှာကအဲဖောင်တက်နေတဲ့အချိန်တစ်ဖက်အသင်းကနီးပြအပြောင်းလဲနေတိုင်းပတ်နေတဲ့အချိန်မှာကိုရီအနေနဲ့ဒီလိုအချိန်မှမနိုင်ရင်တော့နိုင်စရာအကြောင်းမရှိတော့ဘူး။ဘာမှညာတာနေစရာလည်းမရှိဘူး။အားနာနေစရာလည်းအကြောင်းလည်းမရှိဘူး။ အဲ့တော့မဖြစ်မနေနိုင်မို့လို့တဲ့နိုင်မယ်လို့လည်းကျွန်တော်ကတော့ percentage တော်တော်များများယုံကြည်ထားတယ်အဲ့တော့ကျွန်တော်အနေနဲ့85ရာခိုင်နှုန်းလောက်ကို United အနိုင်လို့ယုံကြည်ထားပြီးတော့ကျန်တဲ့အဲ50%လောက်ကိုတည်ရကြကြမယ် red damn ကျန်တဲ့ damn မဆန်တော့ Northern Forest အင်ကွင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က Northern Forest အနိုင်ကို10%လို့ကျွန်တော်တော့ဟိုခံမှန်းထားပါတယ်အဲ့တော့ဟိုညီကလေးရဲ့အမြင်အရဘယ်လိုမြင်မြင်လဲကိုယ့်ရဲ့အမြင်လေးတွေကို comment မှာဝေယောင်မှတ်ချက်ရေးပေးကြပါဦးကျွန်တော်ရဲ့ channel လေးကိုလည်း like and follow like and subscribe လုပ်ခဲ့ကြပါဦးခင်ဗျ 继续啊，别个来，你给我聊起内容，接着处理，习望怎么样？